မိသားစုအဖြစ်ပြက်တယ်ပေါ့နော်ကျွန်တော်မိသားစုပြုတ်ခွဲသွားတယ်အိမ်ကဟိုအမျိုးသမီးနဲ့ divorce လုပ်လိုက်တယ်အဲ့အချိန်မှာကျွန်တော်အယားစိတ်လေးွာတာအယားစိတ်လေးွာကျွန်တော်စိတ်လေးအနာဂတ်ကြီးပျောက်ဆုံးတော့ဘာလုပ်လို့လုပ်ရမလဲမသိဘူးကျွန်တော်မှပျော်ရွှင်မှုသာလည်းမရှိတော့အယားစိတ်တွေညစ်ပြီးတော့အဲ့ဒီအချိန်မှာကျွန်တော်တငယ်ချင်းပြောက်ကပြောတယ်ဟဲ့အောင်နဲ့မင်းအယားစိတ်ညစ်နေလားတဲ့မင်းစိတ်ညစ်နေငါမျိုးအကြံတစ်ခုပေးမယ်တဲ့ဘာအကြံပေးညာမင်းငါနဲ့လိုက်ခဲ့လိုက်တယ်အမဟိုတောက်စားပြီးအမကလပ်ထဲမှာပျော်ပါပြီးလို့ရှိရင်မင်းပျော်ပါလိမ့်မယ်ဆိုဟာဟုတ်ပါမလားငါငါလုံးဝ ဒါမျိုးတွေကကိုကျင်လည်ခဲ့ပြီးပြီလေ2009ခုနှစ်ဝင်းကျင်တဲ့ကွာဒီဟိုရန်ကုန်တိုင်းလိုက်မှာရှောက်သွားခဲ့တာဆိုတော့ဂျပူဂျပူလုခဲ့တာဆိုတော့ဒါမျိုးတွေကကျင်လည်ခဲ့ပြီးပါဆိုတော့မင်းအားမဖြစ်နိုင်ဘူးထင်တယ်ငါစိတ်ထဲကတော်တော်နှက်တယ်တကယ်ချင်းကအဲ့လောက်ကြီးငါမင်းနဲ့တ냐လောက်လိုက်ရုံနဲ့ငါပျော်မှာပျော်နိုင်မှာမဟုတ်ဘူးဆိုအမတကယ်ချင်းကမဟုတ်ဘူးလေမင်းလိုက်ခဲ့စမ်းပါကွာငါနဲ့လေလိုက်သွားလိုက်သွားပြီးတော့မှအဲ့မှာကျွန်တော်အဲ့မှာမှကျွန်တော်ရန်ကုန်တိုင်းလိုက်ရတဲ့အရာတော့ကျွန်တော်နှစ်ဖူးတွေ့တွေ့တွေ့လာတွေ့ပြီးတော့မှကျွန်တော်အဲ့မှာသူတို့ကျွန်တော်ကိုစပြီးတော့ဟို ကျွန်တော်ပြောမှဆို E ပါဗျာခေစကားနဲ့ပြောတယ် E တိုက်တယ်အမှပါတီကြွက်တွေအကုန်လုံးကျွန်တော်အဲ့မှာစပြီးတော့ညီဆန်းပြီးပါညီဆန်းလိုက်ညီဆန်းတာပေါ့ကျွန်တော်စိတ်ထဲမှာထင်တာတခုဟိုကျွန်တော်သိတဲ့အတိတ်တခုရှိတယ်ဘာလို့ငါစာရေးစရာငါလူလူတော်ကအကြောင်းနဲ့ငါအများကြီးသိခဲ့ပြီးငါကြုံငါကြုံခဲ့ရတဲ့အတွေ့အကြုံတွေအများကြီးရှိတယ်ဆိုတော့ဒီဟာကိုငါမဆွဲဘူးဆိုတဲ့ငါတုံးတယ်ငါဆွဲမှာမဟုတ်ဘူးအဲ့ဆိုတဲ့ဟိုကိုကိုကိုဘယ်လိုပြောမလဲယုံကြည်ချက်ရှိတယ်တကယ်လည်းမဆွဲဘူးတကယ်လည်းမဆွဲဘူး